ားလုံးပဲမင်္ဂလာပါ Marshall Academy Channel နဲ့ပြည်သားအားလုံးချုပ်ဆိုပါရခင်ဗျာကျွန်တော်တို့ Marshall Academy Channel အားဆိုရင် MMA လောကရဲ့နောက်ဆုံးရသတင်းတွေ One Championship UFC ဆက်ရှိတဲ့သတင်းတွေနဲ့မြန်မာကိုယ်စားပြု Fighter တွေထူးခြားတဲ့အကြောင်းအရာတွေကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးနေတဲ့ Channel လေးပါဒါကြောင့်မလို့ Marshall လောကကိုစိတ်ဝင်စားတဲ့ညီကိုတွေအနေနဲ့တော့ကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လုပ်ထားဖို့ပြတ်တက်ခင်ကြပါရခင်ဗျာ ဟုတ်ကဲ့ပါခင်ဗျာဒီနေ့ကျွန်တော်ပြောချင်တာကတော့ online ဆန်ကိုအကောင်းဆုံးပုံစံနဲ့ထိုးသက်သွားမယ်ဆိုပြီးတော့မှဖွင့်ဟလာတဲ့ Sebastian Cardistan အကြောင်းအရာကိုပြောချင်ပါတယ်။ One Championship ကတော့မကြခင်1 Fight Night 36ပြိုင်ပွဲကြီးကိုကျင်းပသွားတော့မယ်။အဲ့ဒီပွဲကိုကျွန်တော်တို့ထိုင်းနိုင်ငံ လိုပင်ဒီကွင်းထဲမှာပဲကျင်းပသွားမယ်။အဲ့ဒီပွဲကလာမယ့်အောက်တိုဘာလ4ရက်နေ့စနေနေ့မနက်ပိုင်းမှာကျင်းပမယ့်ပွဲဖြစ်ပါတယ်။ ပရိသတ်အချို့အထင်မှားနေတာလေးရှိတယ်အဲ့ဒါကဘာလဲဆိုတော့ One Championship ရဲ့ poster ဒီမှာကြတော့အောက်တိုဘာ3ရက်နေ့ဆိုပြီးရေးထားတယ်ဒီလိုရေးတာသူတို့က American Sanlogin ကို OTP ရေးထားတာဘာကြောင့်လဲဆိုတော့အဲ့စနေနေ့မနက်ပိုင်းနေ့မှာကျင်းပတဲ့ပွဲတွေကအရှာကပြိသက်တွေကိုဦးစားပေးတာမဟုတ်ဘူးအမေရိကန်ပြိသက်တွေကိုဦးစားပေးပြီးတင်ဆက်တာဒါကြောင့်မလို့သူတို့ကအမေရိကန်စံတော်ချင်းနဲ့ရေးထားတာကျင်းပတဲ့နေရာကလည်းထိုင်းမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့မြန်မာပြိသက်တွေကလည်း စနေနေ့မနက်ပိုင်းမှာမှကြည့်ရမယ်။ဒါကတော့ပြိတ်သက်တွေအထင်မှားနေတာလေးတွေကိုပြောပြတာ။ပြိတ်သက်အချို့ကအော်တိုဘတ်3ရက်နေ့လို့ထင်နေကြတယ်။တကယ်တမ်းတော့အော်တိုဘတ်3ရက်မဟုတ်ပါဘူး။အော်တိုဘတ်4ရက်နေ့စနေနေ့မနက်မှာကျွန်တော်တို့ကကြည့်ရမှာဖြစ်ပါတယ်။အဲ့ဒီပွဲမှာကျွန်တော်တို့ရဲ့ကိုအောင်လာကဒုတိယကောင်ပွဲနေရာကနေထိုးမယ်။လက်ရှိမှာအွန်လိုင်းဆန်းကမကြခင်မှာထိုင်းကိုလာတော့မယ်။လက်ရှိချိန်မှာလည်းအပိသက် training တွေကိုလုပ်နေတယ်။ တဖက်ကစီဘက်စတန်ကာဒစ်စတန်ကလည်း training တွေကိုလုပ်နေတယ်အပိသက် training တွေကိုလုပ်နေတာတွေ့ရတယ်အမှန်တကယ်ဆိုပြ online ဆန်တဲ့ Sebastian Cardistan တို့ fighter တခုတွေမှာထိုးတဲ့ပွဲတွေပါဆိုရင်နှစ်ယောက်လုံးကလာပြီးဆိုရင်တူတူ training လုပ်တယ်တူတူပဲနေတယ်အဲ့လိုမျိုးစသဖြင့်ရင်းနေနေပဲ training တရားအောင်တရားကုလုပ်ပေးတယ်အဲ့လိုမျိုးနေတယ်ဒီလိုချိန်မှာပြိုင်ဘက်တွေအနေနဲ့တွေ့ရမှာဆိုတော့ဘယ်လိုမျိုးဖြစ်နေမလဲဆိုတော့ရင်ခေါကြီးကိုကောင်းနေမကြခင်မှာလဲ fighter တွေအနေနဲ့တော့ထိုင်းကိုရောက်လာတော့မယ် အော်တိုဘာလ၄ရက်နေ့မနက်မှာချင်းပမဲ့ပွဲအဲ့ဒီပွဲမှာအောင်လာကထိုးမှာထိုးတဲ့မဲ့ဖိုင်တာတော့အားလုံးသိတယ်ဆဘက်စတန်ကာဒက်စတန်ကာဒက်စတန်ကလည်းလုံးဝရှော့တွက်လို့မရတဲ့ဖိုင်တာဝမ်ချန်ပီယံရှစ်မှာဝေါ်တာဝိတ်တဲ့ချန်ပီယံကပတ်ကြီးကိုသိမ့်ပိုက်ထားခဲ့ဖို့တဲ့ချန်ပီယံဟောင်းဖော်မာချန်ပီယံမှာဒါကြောင့်မလို့ဆဘက်စတန်ကာဒက်စတန်ကတော့နောက်ဆုံး၃ပွဲဆက်တိုက်ကိုအနိုင်ထားတယ်အော်ဒါမဲ့ပွဲထိုးတာကတော့2023ခုနှစ်ကနောက်ဆုံးထိုးတာလေဒါကြောင့်မလို့ပွဲတော့တော်တော်လေးဝေးနေတယ် ။ဒါကြောင့်မို့သူ့အနေနဲ့ပွဲထဲမှာ return မိပါမလားဆိုတော့လေကျွန်တော်တို့ကစောင့်ကြည့်ရမယ်။နောက်တစ်ချက်က Sebastian Gardner ဒီပွဲမှာကပထမအဦးဆုံး middleweight တန်းကိုပြောင်းပြီးထိုးမှာ။ဒါကြောင့်မို့ middleweight တန်းမှာအသားကျပါမလားဆိုတော့လေစောင့်ကြည့်ရမယ်။တက်ထိုးထိုးချင်းမှာပဲလေတွေ့ရမယ့် fighter ကလေ middleweight တန်းရဲ့ပေါ်သေးသေး fighter မဟုတ်ဘူး။ short တွက်လို့ရတဲ့ fighter မဟုတ်ဘူး။ဝိတန်နှစ်ခုရဲ့ချန်ပီယံဟောင်းအွန်လိုင်းဆန်နဲ့တွေ့မယ်။ဒါကြောင့်မလို့ဒီဘွဲကလည်းတော်တော်လေးကိုကောင်းမယ်လို့ ပြောလို့ရတယ်။အွန်လိုင်းဆန်ကိုတိုင်ကတော့ဒီပွဲကိုပွဲချိန်တွေမှာအဆုံးသတ်ပြီးတော့မှနိုင်ပွဲယူပြခြင်းနဲ့အဲ့လိုမျိုးဖွင့်ရတာတယ်။နောက်ဆုံးပွဲမှာနိုင်ပွဲကြိုက်ခြင်းတယ်လို့အွန်လိုင်းကပြောထားတယ်။တစ်ဖက်ကပြည့်တဲ့ဆဘက်စတန်ကာဒစ်စတန်ကလည်းဒီပွဲမှာသူ့အနေနဲ့အကောင်းဆုံးပုံစံနဲ့အနိုင်ရအောင်ကြိုးစားသွားမယ်။အကောင်းဆုံးနိုင်ပွဲရအောင်လုပ်ပြသွားမယ်ဆိုပြီးဖွင့်ရသွားတယ်။ဆဘက်စတန်ကာဒစ်စတန်ကလည်းပုံစံပေါင်းစုံနဲ့လေ့ကျင့်နေတယ်။ ဆေဘက်စတန်ကာတစ်စတန်နဲ့အွန်လိုင်းဆန်နဲ့ကရင်းမြစ်ရဲ့ဆက်ဆံရေးတွေရှိတဲ့အတွက်ကြောင့်မလို့နှစ်အောင်လုံးကလုံးဝလေးတိုက်တာမျိုးလုံးဝမရှိဘူးတယောက်ကလည်းတယောက်မကောင်းကြောင့်လုံးဝမပြောဘူးဘာကြောင့်လဲဆိုတော့အရင်တုန်းကလည်းတကယ်ကိုရင်းနေတဲ့ပေါ်တာတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဖြစ်မယ်နှစ်အောင်လုံးက1ကစီစဉ်ပေးလို့သာပွဲထိုးလိုက်ရတာဒါပေမဲ့တယောက်နဲ့တယောက်လုံးဝပုတ်ခတ်တာမျိုးမရှိဘူးတိုက်ခိုက်တာမျိုးမရှိဘူးအောက်စားသမားစိတ်တဲ့ PP နဲ့ပဲထိုးမယ်လို့ကျွန်တော်ကတော့မြင်နေဒါကတော့ကျွန်တော်ရဲ့ထင်မြင်ဥစားချက်ကိုပြည်သက်တီစီကိုမျှဝေပေးတာ လက်ရှိမှာဆိုရင် online ဆန်ကလည်း Henry Hoof တို့ Craig Jones တို့နဲ့တိတ်ချလေးကျင့်နေတာတွေ့ရတယ်။ရှင်းပြောရင်ဗျ online ဆန်တို့ကလည်းဒီပွဲကတကယ်ကိုအရေးကြီးတဲ့ပွဲလို့ကျွန်တော်ကမြင်တယ်။ဘာကြောင့်လဲဆိုတော့ online ကလည်းဒီပွဲမှာနိုင်ပွဲယူချင်ပါပဲ။ဒီပွဲကသူ့ရဲ့ professional fighter ဘဝနောက်ဆုံးပွဲဗျာ။နောက်ဆုံးပွဲမှာသူ့အနေနဲ့လည်းလက်အိတ်ချုပ်ပြီးနှုတ်ဆက်မဲ့အချိန်မှာပရိသတ်တွေကိုအနိုင်နဲ့ပဲနှုတ်ဆက်ခြင်းပဲပြီးတော့ဗျာဒီပွဲမှာမြန်မာပရိသတ်တွေဘလောက်များမလဲဆိုတော့ကျွန်တော်တို့ပရိသတ်တွေအားလုံးသိပြီးသား 2023ခုနှစ်ဇန်နဝါရီလတုန်းကလှုပ်သွားတဲ့1596ပြိုင်ပွဲမှာဆိုရင်အဲ့ဒီပွဲကိုလေ1 championship ကထိုင်းနိုင်ငံ Impact Arena မှာလှုပ်သွားတယ်။ဘန်ကောက်မှာပဲ။အဲ့ဒီပွဲမှာတော့လေမြန်မာပြည်သက်တွေဘလောက်များလဲဆိုတော့ကျွန်တော်တို့အားလုံးအသိဗျာ။ဒါပေမဲ့လွန်မီနီကွင်းရဲ့အခြေအနေရ Impact Arena လောက်တော့မများဘူးလူဝင်ဆန့်မှုအဲ့လောက်မများနိုင်ဘူး။ဒါပေမဲ့လေတကွင်းလုံးကမြန်မာပြည်သက်တွေအပြည့်ဖြစ်နေမယ်လို့ကျွန်တော်ကတော့မြင်တယ်။ဘာကြောင့်လဲဆိုတော့ ထိုင်းမှာကလည်းမြန်မာပြည်သက်တွေကနေတာမဟုတ်ဘူးပြီးတော့ online ဆိုင်ရဲ့ပွဲ online ဆိုင်ရဲ့ပွဲမှာရိုးရိုးတန်းတန်းပွဲမဟုတ်ဘူးနောက်ဆုံးပွဲနောက်တစ်ချိန်ဒီလိုမျိုး MMA ချိုးဝိုင်းထဲမှာမြင်တွေ့ရတော့မှာမဟုတ်ဘူးဗျာဒါကြောင့်မလို့ပြည်သက်တွေကလည်းနှုတ်ဆက်ခြင်းပဲဒါပေါ်နေရိုက်ခြင်းပဲ online ဆိုင်နဲ့စကားတွေပြောခြင်းပဲဒါကြောင့်မလို့ဒီပွဲကိုလာပြီးကြည့်ကြမှာပဲဒီအကြောင်းကိုမီဒီယာတွေတော်တော်များများကလည်း highlight လုပ်ပြီးတင်ဆက်နေတာမျိုးတွေရှိတယ်။ကမ္ဘာကျော်မီဒီယာကြီးတွေကလည်းရေးသားဖော်ပြနေတယ်။ ဒါကတော့လက်ရှိမှာ online ဆိုင်ပွဲတောင်းပေါ့နော် online ကဘာပြောထားသလဲဆိုတော့သူ့အနေနဲ့အနားယူပြီးရင်တော့မှပဲသူက one နေမှာတော့မဟုတ်ဘူးသူလုတ်ပြခဲ့တဲ့တမိုင်းမှတ်တိုင်တွေကလည်းနေတာမဟုတ်ဘူးဓာတ်တွေကိုသူခုံယူတယ်သူနောက်မျိုးဆက်တစ်တွေအတွက်သူအကောင်းဆုံးစ조사မယ်ဆိုပြီးပြောသွားတယ် online ကသူဒီ MMA လောကအနေနဲ့အနားယူပေမဲ့ဒီ MMA လောကမှာပဲအမြဲရှိနေဦးမယ်ဒီပြတယောက်အနေနဲ့တည်ရှိနေမယ်ဆိုပြီးပြောသွားတယ်ဒါပြန်ဝမ်းသာစရာကောင်းတဲ့ trend တစ်ခုကိုလည်းပြည်သက်တည်စီထပ်ပြောခြင်းနဲ့အဲ့ဒါကတော့ online ဆန်းက မကြသေးခင်ကပဲ Python MMA ဆိုတဲ့ခြင်ကိုဖွင့်လှစ်လိုက်ပါတယ်။အဲ့ဒီခြင်က online ဆန်းနေနဲ့ MMA အားကစားနဲ့ပတ်သက်တာတွေ set defend နဲ့ပတ်သက်တာတွေအဲ့ဒီအရာတွေအားလုံးကို သင်ပေးသွားမယ်။အောင်လာကပြောတာကအားကစားတစ်ခုဆိုတာထက်ကိုယ့်ကိုယ်ကို defense လုပ်နိုင်မယ်လှုပ်ချင်တဲ့လူတွေအနေနဲ့လာပြီး join လို့ရတယ်။အကောင်းဆုံးပြောင်းသင်ကြပေးမယ်။မျိုးစစ်လူငယ်တွေအတွက်လည်းအကောင်းဆုံးပုံစံတွေရအောင်အကောင်းဆုံး training တွေလုပ်ပေးမယ်ဆိုပြီးအောင်လာကပြောထားတယ်။ online အဆင်းကအဲ့ဒီ python mma ကို ဖွင့်လှစ်လိုက်တဲ့အခါမှာဆိုလေ online ကသူ့ရဲ့ social media ကနေ post တင်နေ post တင်နေချိန်မှာ online ကအဲ့ဒီခြင်းကိုဖွင့်တဲ့အချိန်မှာလက်ခမောင်းခတ်ပြီးဖွင့်သွားပါတယ်ညီမရွရလက်ဝေးရဲ့အထင်ကြီး signature တစ်ခုဖြစ်တဲ့လက်ခမောင်းခတ်ပြီး online ဆန်ဖွင့်လာတဲ့အတွက်ကြောင့်မလို့ညီမပြည်သက်တွေကတော်တော်လေးကိုသဘောကျကြတယ် online ဆန်ကလက်ဒီခြင်းကိုအောင်မြင်မြင်ဖွင့်နိုင်မယ်လို့ကျွန်တော်တို့ကယုံကြည်ပါတယ် ကချင်သားကြီးရဲ့နောက်ဆုံးပွဲကိုလည်းကျွန်တော်တို့အားလုံးတူတူအားပေးကြမယ်။ဘာပဲဖြစ်ဖြစ်ဗျာရားလက်တစ်ခုကိုဦးစားပေးပြီးမကြည့်ပဲနဲ့အွန်လိုင်းဆန်လုပ်ပြခဲ့တာတွေကလည်းဒုနဲ့ဒီဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့ရားလက်တစ်ခုကိုမကြည့်ပဲနဲ့ကချင်သားကြီးကိုပဲအပြေဝအားပေးကြမယ်။နိုင်နေဖြစ်စေရှုံးနေဖြစ်စေအွန်လိုင်းလုပ်ပြခဲ့တာတွေကအများကြီးပါ။ဒါကြောင့်မလို့အရှုံးနိုင်ကိုကျွန်တော်တို့အဓိကမထားပဲနဲ့နောက်ဆုံးပွဲကိုကျွန်တော်တို့အနေနဲ့လိုက်လိုက်လဲလဲနဲ့တိုက်တိုက်ဝုန်းဝုန်းနဲ့အားပေးကြမယ်။ဘာပဲဖြစ်ဖြစ်ပါ ဒီပွဲက online central နဲ့အခွင့်အရေးတွေအများကြီးရှိတဲ့ပွဲပါနိုင်မွေးရဖို့လေရခိုင်နှုန်းတော်လေးများတဲ့ပွဲပါ online အဆန်းကဘလောက်ထိလုံးပြနိုင်အောင်မလဲ online အဆန်းနေတဲ့သူပြောသလိုမျိုးပဲနိုင်မွေးနဲ့နှုတ်ဆက်နိုင်မလားဆိုတော့မကြခင်မှာကြည့်ရတော့ပဲ online ရဲ့ပွဲကိုကြည့်ရဖို့တပတ်တော်မလို့တော့ပါဘူးခင်ဗျာဒါကြောင့်မလို့ရင်ခုံစွာနဲ့ကျွန်တော်တို့ဆက်ကြည့်ရမယ်ဘလို့တွေဖြစ်လာမလဲဆိုတော့ကျွန်တော်တို့အားလုံးတူတူစောင့်ကြည့်ကြရအောင်ပါအကြခင်မှာ online အဆန်းနဲ့ထိုင်းနိုင်ငံကိုလာတော့မယ် အွန်လိုင်း update သတင်းတွေကိုလည်းဒီတစ်ပတ်မှာတောက်လျှောက်ကျွန်တော်ကပြောမှာပါအားကြောင့်လဲဆိုတော့ကျွန်တော်တို့တွေ့လင့်ထပ်ပွဲကပြီးသွားပြီဒီတော့ကျွန်တော်တို့ရှေ့ဆက်ရမယ့်ပွဲက online ဆိုင်ရဲ့ပွဲပဲကျန်တော့တယ်ဒါကြောင့်မလို့ online ဆိုင်ရဲ့ပွဲအကြောင်းတွေကိုပဲတောက်လျှောက်ဒီတစ်ပတ်မှာ highlight ထားပြီးတင်ဆက်ချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဒီနေ့ပြောပြချင်တာကတော့ဒါပါပဲ online ဆိုင်နဲ့ Sebastian Gardner တို့ရဲ့ပွဲနဲ့ပတ်သက်ပြီးတရားသမီးသတင်းလေးတွေကိုပြည်သက်တွေစီဝေမျှပေးတာပါ နောက်ရဒီမှာလေကျွန်တော်ရဲ့ Marsh Academy Channel နဲ့အခုလို MMA နဲ့ပတ်သက်တဲ့ training တွေ One Championship UFC စရှိတဲ့ training တွေနဲ့မြန်မာကိုယ်စားပြု fighter တွေထူးခြားတဲ့အကြောင်းအရာတွေကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးနေမှာပါ။ဒါကြောင့်မလို့ Marsh Lock အချိန်နဲ့တက်တဲ့ New Korean နေနဲ့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့မြတ်တိုက်ခံကြပါရခင်ဗျာ။ပြည်သူအားလုံးထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ။